မြန်မာနိုင်ငံဒေသစံတော်ကြီးမက်စလာ28ရက်နေ့နေ့လယ်12:50မိနစ်ခန့်တော့ကမြန်မာနိုင်ငံမှာ Richter scale 9.8အဆင့်မြင့်ကလေးလှုပ်ခတ်ခဲ့ပါတယ်။အခုလိုလှုပ်ခတ်မှုကဒီနှစ်ထဲမှာကဘာတဝန်းဖြစ်ပွားခဲ့တဲ့18ကြိမ်မြောက် Richter scale 6အဆင့်နဲ့အတက်မြင့်ကလေးပဲဖြစ်သလိုဒီနှစ်ထဲမှာကဘာအပြင်းထန်ဆုံးမြင့်ကလေးလည်းဖြစ်ပါတယ်။ဒီရက်ပိုင်းမှာပဲတွန်ဂါနိုင်ငံအနီးမှာလည်းအင်အားပြင်းကလေးလှုပ်ခတ်ခဲ့ပါတယ်။ဒီကာလအပိုင်းခြားမှာတကဘာလုံးမြင့်ကလေးလှုပ်ရှားမှုကာလတွေရောက်ရှိနေပြီလားလို့ လူအများအပြားကစိုးရိမ်နေကြပါတယ်။အခုဆက်လက်ပြီးတော့တရုတ်နိုင်ငံဘူမိပေဒါပညာရှင်ပေါမုခတဝူရဲ့ရှင်းလင်းပြောကြားချက်ကိုကျွန်တော်တို့နားထောင်ကြည့်လိုက်ရအောင်။地震是否频发？ငလင်ခဏခဏဖြစ်ပွားခြင်းဒါမှမဟုတ်ငလင်လှုပ်ရှားမှုအထူးများပြားတဲ့ကာလကိုရောက်ရှိနေပြီလားဆိုတာဟာလူပုဂ္ဂိုလ်ရဲ့ခံစားချက်နဲ့ဒါမှမဟုတ်အလက်စားအသေးစားငလင်လှုပ်ခတ်မှုအချိန်ယူရုပ်ပေါ်မူတည်ပြီးတော့ဆုံးဖြတ်ရတာမဟုတ်ပါဘူး။ငလင်လှုပ်ရှားမှုကာလရဲ့အထိပ္ပယ်သတ်မှတ်ချက်ကိုကိုးကားဖို့လည်းလိုအပ်ပါတယ်။ ငလင်လှူရှာမှုကာလဆိုတာရေဘူးရအဖြစ်အချိန်အတိုင်းအတာတစ်ခုအတွင်းမှာတကဘာလုံးဒါမှမဟုတ်တမတ်နေရာတစ်ခုရဲ့ငလင်ကျိန်နှုံးနဲ့ငလင်စွမ်းရဲ့ထုတ်လွှင့်မှုတို့ဟာကာလရှည်တစ်ခုရဲ့ပြင်းမြအဆင့်ထက်တိတိတသာမြင့်တက်လာမှုကိုရည်ညွှန်းပါတယ်။ဒါကတော့ငလင်လှူရှာမှုကာလရဲ့အထိပ္ပယ်တက်မှတ်ချက်ပါပဲ။ငလင်မကြာခဏဖြစ်ပွားမှုရှိနိုင်ခြင်းမရှိနိုင်ခြင်းကိုပုံမှန်ပြင်းမြဖြစ်ပွားနှုံးနဲ့နှိုင်းရှင်တိုင်းတာကြည့်ဖို့လိုအပ်ပါတယ်။အဲ့ဒီတော့ငလင်လှူရှာမှုကနှစ်စဉ်ပြင်းမြအခြေအနေဘယ်လောက်ရှိနိုင်မလဲ။ 1900ပြည့်နှစ်ကနေစတင်ခဲ့တဲ့စုစုပေါင်းမြင်းငလင်အချင်းကြီးနဲ့ကျွန်တော်တို့စံနှုန်းသတ်မှတ်ကြည့်ရပါမယ်။စရင်မှတ်တမ်းတွေရပြီးခဲ့တဲ့နှစ်ပေါင်း100ကျော်ကာလအတွင်းမှာကဘာတဝမ်းမှာ Rista Scale 6နဲ့အထက်ရှိတဲ့မြင်းငလင်မျိုးကိုနှစ်စဉ်အချင်း150ဖြစ်ပွားခဲ့ပါတယ်။ဒါမှမဟုတ် Rista Scale 9နဲ့အထက်ရှိတဲ့မြင်းငလင်မျိုးက18ချင်းဖြစ်ပွားလေရှိပါတယ်။ Rista Scale 8အဆင့်ရှိတဲ့မြင်းငလင်တစ်ခုအပါဝင်ပါပဲ။ စရင်မှတ်တမ်းသဘောအရမြန်မာနိုင်ငံရဲ့မြေငလင်တွန်ကာနိုင်ငံရဲ့မြေငလင်အပအဝင်ကဘာတဝမ်းမှာရစ်တာစကေး6နဲ့အထက်ရှိတဲ့မြေငလင်မျိုးက18ကြိမ်သာရှိသေးတဲ့အတွက်တကဘာလုံးကမြေငလင်လှုပ်ရှားမှုအထူးများပြားတဲ့ကာလဒါမှမဟုတ်ခဏခဏငလင်လှုပ်ခတ်တဲ့ကာလတည်းရောက်နေပြီလို့မပြောနိုင်သေးပါဘူးလို့လည်းဆိုခဲ့ပါတယ်ခင်ဗျာ